စာပေချစ်သူများအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်။စာအုပ်ဖတ်တာလည်းမဖတ်တာကြတော့စာအုပ်ဖတ်ပြဖို့ကိုတော်တော်လေးနှလုံးသွင်းပြီးတော့တော်တော်အားယူပြီးတော့ဖတ်ရတယ်။အင်းစာအုပ်ကတော့ကံဖြစ်ပါတယ်စာပဲမှဖတ်ပြတာလို့ဖြစ်တယ်။ဒီဘုတ်ကတော့2003ခုနှစ်မြူသားစာပေစုရတာတဲ့ဆီယမ်မာကင်တို့ရဲ့ဖက်စင်းကုန်းတောင်ရွှေဝိတုတို့များဆိုတဲ့စာအုပ်တွေကဟာ ကြားဆိုတဲ့ဝတ္ထုတူလေးကိုဖတ်ပါမယ်။အခုတော့လည်းဒါတွေမလုပ်ကြတာကြာပါပြီတဲ့။ကြာဆို20နေပါလောက်ရှိရောမယ်။မလုပ်ကြတော့တာထက်လုံးမဲ့သူမရှိတော့တာပါလေ။ဒီတော့ငါတော့ရွာတွေကလူတွေကလည်းရှေးအောင်အမွေးနဲ့တခုကိုထိမ့်သိမ့်မြင်လို့ကြတယ်လို့တံပိုးလဲထားတယ်။ကြိုးစားပြီးလေလှုပ်ဆောင်ခဲ့ကြတယ်။တရွာနဲ့တရွာအနိုင်မကန်းရှုံမပြီးလက်ကုံဝင်ပြီးရှင်ခဲ့ကြတယ်။ ဘုံကြီးပြန်ပွဲတဲ့ဟီဆိုလို့ကတော့တနေ့လုံးရှိတဲ့ရွာတွေဟာပြန်ပွဲတစ်ခုဝင်မှလို့လမ်းနဲ့ချီပြီးတိုင်းတွေတက်ကြအေးရင်ကျူဖို့ကောင်းပြီဆိုတဲ့မင်းသမီးကို မြို့တက်ငါကြအယုတ်ကြီးတွေတရုတ်ပေါ်ဝဲလေးတွေထဲဖို့လုံပန်းကြနဲ့ပွဲမတိုင်ခင်ကလေးကရွာထဲမှာတသိမ့်သိမ့်ဖို့ဘုံကြီးပြန်ပွဲရောက်တော့လဲစင်ရှင်တလားနဲ့လောင်တိုက်ကြီးတွေရွာခေါ်တဲကြောင်းအဲ့ခံမတ်တဲ့ကြီးတွေထိုးပြီးကျင်းပကြတာတောင်းအောင်တချင်းချင်း ပွဲပြီးသွားရင်ဘေရွာကတိုင်းဖွဲကတိုင်းနှင်းမော်အလားဆုံးဘေတဲချောင်းကမင်းသမီးအေးရင်ကျူအကောင်းဆုံးဘေရွာကဖြင့်ချလိုက်တာစတဲ့ချီကျူးတန်ကဲ့ရဲ့တန်တွေဟာရာဇဝင်တွင်ကြံ့ရည်ခဲ့တတ်တယ်။မြင်းကြံတဝိုင်းမှာတော့စီမီခုံတွေကဘုန်းကြီးပြန်ပွဲတော်ဟာအစီကားဆုံးအတိုင်းမြိုင်ဆုံးပါပဲ။ကျမတို့ဘကဥရိယရွာမှာရွာတကြီးဘဟာဥပရိကိုခေါင်းနေထက်ထက်မြက်မြက်နဲ့စိတ်မြန်လက်မြန်ရှိတယ်။ရရည်ရွာကြီးရှိရင် ဖြင်းတပည့်ကြီးခေါင်းဖောင်းပြီးရှိကနေမမမမရက်လိရှိတယ်။ဘုံကြီးပြန်ပွဲများရှိရင်ဘာထမင်းမစားနိုင်ဟင်းမစားနိုင် အင်ဂျီ200လောက်ရှိတဲ့ရွာတွေကိုတောင်ပိုင်းပြေးလိုက်မြောက်ပိုင်းပြေးလိုက်နဲ့နားတယ်လို့မရှိဘူး။တိုင်းတိုက်တဲ့စီသွားတဲ့ပြီးငွေတောင်းလို့ဒီတစ်ခါတော့တို့ရွာကတိုင်းမညံ့စေနဲ့ဟိမင်းတို့အဖွဲ့ခင်ခဲဘုံကြီးပြန်တော့ကပြက်သက်နှွဲပုံမလှဘူး။ခါခွေးပုံရအောင်ဝိုက်ကြစမ်းမရိုက်ချက်လည်းညီပစီခွာ။ ုပ်ရှင်လုပ်နေတာလေ။တိုင်းနေနေဆိုတာကလည်းလွဲတာမဟုတ်ဘူး။ဝါးကိုပခုံးပေါ်ထမ်းပြီးအတောင်30ကျော်အမြင့်ရှိတဲ့ပြက်သက်ကိုတနေ့နဲ့ရိမ့်နေအောင်လှုပ်ရတာ။ခြေတော့ကလည်းတိုင်းကွက်နဲ့လက်ထဲကတုံးနေလေထမ်းထားတဲ့ဝါးကိုရိုက်။ပါးစပ်ကလည်းတိုင်းသချင်းဆိုရသေးတာ၊ကွင်းတီးကွက်တီး။ကျမတို့ရွာကတိုင်းဆရာကြီးဦးအေးကတိုင်းမဆခင်ရှိကနေပထမခွန်တော်ရင်ဆိုသည်။တကားတကားမှတပြည့်တွေဟာဆရာဖရားရဲ့ကဝိထေကိုတော့ နေနိုင်မထိုင်နိုင်အောင်လွှမ်းကြတာမို့ပြီးခရိုင်ကြံငန်းမှာဒိုင်ကာရီမှန်သမျှရေးကတန်ကာရီပါလွန်းတန်ကာရီပါလွန်းအဲ့ဒါလို့ဆိုပြီးရင်တိုင်းနှဲ့မဲ့ဖွဲ့တွေကယောက်ျားမောင်ဘာသာလီလီမိကကောက်လို့တထောက်ကြီးဒူးပေါ်ညင်ညာမလိုက်ကြစုအဲ့ဒီလိုဆိုပြီးဘွားကိုတုံးနေရပြီးတော့ဒူးပေါ်မြောက်တင်ဒူးပေါ်ရောက်တော့တခါပကုံးပေါ်ထက်တင် ပြင်ပြီးရင်ထိုင်လျက်ပြတ်သက်ကိုရိမ့်နေ။တိုင်းအစပထမတွင် အထညညာထလိုက်ကြစုဆိုရင်မတ်တရက်ပြီးခြေနှင်းစတော့တာပဲ။တိုင်းစနေတာနဲ့ပြတ်သက်ကိုကိုကြိုက်တယ်လို့ကိုတက်တဲ့လောက်သခေါဝိုင်းရှင်းတော်အဆုံးရိမ့်တော့တာပဲ။ခြေတော်ရောလက်ရောပခုံးရောလှုပ်ရှားရတာတိတ်တော့မတက်တာလားဘူး။ဒါပေမဲ့ရက်ရွာကြီးမူလား။သူတို့အလုံးပြောနေကြတာပါပဲ။ကျမတို့ကလေးတွေကတော့တိုင်းတိုက်တာညာတိုင်းသွားကြည့်ပြီးရင် နေခင်းကြအိမ်မပြန်ဆော့ကြရတယ်။ဆော့လူကောင်းနေတော့အမေကြီးနဲ့မိသွားရင်မဆော့ကောင်းဆော့ကောင်းတော့ကိုရွာကဘုန်းကြီးကမှမကျမ်းမာရတဲ့အထက်အဲ့လိုပြောပြီးလိုက်ရိုက်တော့တာပဲဒီတော့ကရွာတွေမှာဘုန်းကြီးတွေကစာတင်ကြရတယ်ကိုစီယာဘုန်းကြီးဆိုတော့လေတီမနှမျိုးကြတာပေါ့ကျမတို့ရွာကတိုင်းနေနာမှာတယ်နာမည်ရတာမဟုတ်ဘူးတိုင်းထက်တနေ့လုံးဘယ်သူမှမလုံနိုင်တာကိုလည်းလုံနိုင်ကြသေးတာအဲ့ဒါကတော့မတ်ရွှေဥကြားချီကန်စက်ရုပ်တရုပ်ပေါ်တာပါပဲ ကျွန်မတို့ဘာရဲ့ညီတော်ခွဲတော်တဲ့ဥဝုံဆိုတာကဂျွန်းထူဂျွန်းခုတ်အင်မတန်တော်တာကလားနှစ်ပတ်ဂျွန်းသုံးပတ်ဂျွန်းတော့မကဘူးလေထဲမှာတင်ကိုကိုလှဲ့လေဝဲပြားတတ်တယ်ဘုံကြီးပြန်ဝဲမဟုတ်လေကျွန်မတို့ကလေးတွေပြင်းနေရင်ဗာကြီးဥဝုံကရွာလဲညောင်ပင်ကြီးအောင်မှာဂျွန်းခုတ်ပြားတတ်တယ်ဥဝုံကျမတို့ကိုဂျုံကုတ်တင်ပြီးကျမကမိမိခေါ်သလိုပဲဥုံလို့ခေါ်တယ်အဲဒါလို့ကျမတို့ကပူဇာရင်ဥုံက ဒါကတင်ပေးလို့မရဘူးရွှေဘိုးရဲ့အလေးအကျင့်ရှိမှဖြစ်တာလို့ပြောရတယ်။မက်ရွှေဦးကြားချီခံမှာဦးဝင်ကကြားချီလုပ်တယ်။ပစည်း20လောက်စီတန်းထားတဲ့လွဲရီပေါ်မှာတစည်းကနေတစည်းဂျုံပြပြကိုတာတက်ကြည့်လို့ခေါင်းတာပဲ။တခါတလေလဲမောင်းနေရင်ကတစည်းကျော်နှစည်းကျော်တောင်ခုန်ခုန်ကူးလိုက်သေးရဲ့။ဘေးကကြည့်နေရတဲ့ပရိသတ်မှာအသေးတရားရရင်တူဖို့ဖို့နဲ့တကယ်ရကန်းစင်စစ်ကိုလဲတန်းထိတ်လောင်မှတင်ပြီး မရွှေဦးကရက်တန်းခံနေတဲ့တန်တန်းတည်ဆောင်ရတယ်။ဘူးချုံမုံဆိုတဲ့လူကြီးကစရုံးအတုရေခံအတုတွေကပ်ပြီးမရွှေဦးလို့တဲ့ယောက်ျားကြီးကနေမိမလှုပ်ထားတဲ့ဘူးချုံမုံကိုကြည့်ရတာရေစရာလည်းကောင်းတနားစရာလည်းကောင်းနေတတ်တယ်။ကြားလို့တဲ့ဥဝန်ကမရွှေဦးခါကိုလက်နှင်ကုပ်လိုက်နောက်ပြန်ကျုံပြစ်လိုက်နေလုံနေတာကိုဟိုးနောက်ဆုံးတဲဘော်ကနေမင်းကြီးတော်နှစ်ပါးကကနားမနေကြည့်နေရတာပေါ့မင်းကြီးတော်လှုပ်တာကလည်း ကျမတို့ကြီးတော်ဒေါ်ငွေကြီးရဲ့တားနေအောင်ပါကိုရွှေသီးနဲ့ကိုငွေသီးရဲ့အကူကြီးဟာတခြားကြည်စမ်းမအောင်မက်ရွှေဦးကိုကြားချင်နေပြီလားလို့ဟာညီလေးကလည်းအကူကြီးမကြည့်ရပါဘူးကွာတွေးရတန်းနေမြင်ရင်အကူကြီးကရင်တုံပန်းတုံဖြစ်တယ်လွန်လို့ရင်တုံနာကဟုတ်ပါပြီပန်းတုံနာကဘာတော့ကိုကြီးရအဲ့ဒီအခါကိုရွှေသီးကရင်ကိုကပခုံးတစ်ဘက်ကိုတွန့်တွန့်ပြီးအထက်ကနေအောက်အောက်ကနေအထက်တကူလုံးတုံပြလာရင်ပြိတ္တမှာ ဝါကနေကုန်နေတာမင်းညီတော်ကလည်းသူ့နေရာကနေပြောချင်ရပြောကြားကလည်းမက်ရွှေဦးစီသွားကြည့်ပြန်ကြည့်လောက်လိုက်ဂျုံးပြစ်လိုက်ကြားကမက်ရွှေဦးခါကိုတို့လိုက်ရင်ရကန်းခတ်နေတဲ့မက်ရွှေဦးကဆဲဆိုပြီးကြားလက်ကိုပုတ်ချတယ်ဒီကြားထဲကြားကမက်ရွှေဦးကိုချစ်စကားကြိုက်စကားပြောလိုက်သေးတယ်ဒါဆိုရင်တော်ဝါတာဟာနဲ့ပရိသတ်ကပတ်တုပ်လို့မရအောင်သဘောကျတော့တာဒီတရုတ်ပြဝဲကလည်းကျမတို့တရားသာလုပ်နိုင်တာလी လုံနိုင်စိုးဥုံလိုဂျုံခုတ်တတ်တဲ့သူကတနေ့လုံးရှိမှမရှိပဲကိုဘုံကြီးပြန်ခွင်းတဲ့ကျမတို့ရွာက လေတန်းကြီးဘိမောင်းတီးဝင်လာတာနဲ့တပြိုင်နက်ခွင်းနေရှိသမျှလူတွေအလုံးပြေးလာကြတော့တာပဲကြားလို့တဲ့ဥုံကလည်းစွန့်ပြလက်ခုတ်တန်တစ်ဖြောင်းဖြောင်းဘူးချုံမုံကလည်းအရွယ်နဲ့မလိုက် ခရတာတာလှုပ်ပြတော်ဝါတဟာဟာမိညီတော်ကလည်းဟန်ရီတပြပြဆိုတော့ဘုံကြီးပြန်ပွဲဆိုရင်ဥရိယရွာကမရွှေဥ ချားချီတဲ့ဇယုတ်ပြလှဲလန်းကြီးမပါရင်မပြီးဘူးမပြီးပါဘူးသူ့ဘီမဲ့သူ့ဘီမဲ့ရှင်မရွရရဲ့အရှိနှမိုင်းသာသာလာဝေးတဲ့ကတော်ဆိုတဲ့ရွာမှာဘုန်းကြီးပြန်တော်မူခဲ့တုန်းကတော့ရွာတိုင်းရွာတိုင်းတိုင်းတွေတိုက်ကြဖို့မင်းသမီးငားကြဖို့လုပ်နေကြပြီမဲ့ကျမတို့ရွာကတော့အေးအေးဆေးဆေးပဲကြားဥုံရှိတယ်ဘိုးချုပ်မုံရှိတယ်ကြားဝတ်စုံရှိတယ်ဆိုတော့ဘယ်တော့အခါကမှမင်းသမီးကောင်းတက်လာငါဖို့စိတ်ကူးခဲ့ကြတာမဟုတ်ဘူးသူများယာတွေက ။ကောင်းပြီဆိုတဲ့ထိတ်တန့်မင်းသမီးတွေမြုတ်တံငှားကြ။အယုတ်ကြီးတွေချိုးဖို့ဝါးတွေနီးတွေကောက်ရိုးထုံးတွေစက်ကူတွေစီးတွေဝဲကြ။စူဆောင်းကြလုကုံကြပြီ။ကျမတို့ရွာကထုံးစံအတိုင်းရွာခံမင်းသမီးမပြားကြီးကအေးရင်ယူမယ်။မင်းသမီးနာမည်ကတော့မမြနူးတဲ့။မပြားကြီးကဆိုင်းဝိုင်းတွေနောက်မှာလိုက်ပြီးတချင်းဆူနေတဲ့အစိုးတော်မင်းသမီးအတန်တော့ရတယ်။လူရှင်တော်ကလည်းရွာကဥပါကြနဲ့ဥလူညံဥပါကြကဟိုးတော်က ရှင်မန်းတင်မောင်ဇက်ထက်တောင်လိုက်ခဲ့ဘူးလေဆိုပဲဇန်နာပြီးရွာမှာပဲနှဲလေးမှုတ်လိုက်နှီးလေးဖြားလိုက်လုံနေတယ်လူရွာရဲ့ထုံးစံကကိုရောင်မာတုံးကတန်ရုံမှန်တယ်ရောအလက်ရှိခဲ့ရင်အဲ့ဒီအတိုင်းပြန်အချိဆက်ကြရတယ်ဒါမှမဟုတ်တွားထားနေရတယ်အချိဆက်ရမှာဆိုတော့ပူတအောင်ပူကောင်းအောင်လုပ်ပြရမှာလေကဲတယ်မောင်ရှန်လူအချိဆက်မှာကြာနေတာပဲဆိုတဲ့စကားတောင်ရှိသေးတယ်မို့လားဒီတော့ကျမတို့ရွာကကြားကြီးနဲ့ ဒီတကတော်တော်အစွမ်းပြလိုက်မယ်လို့အားခဲထားကြတယ်။ခါတိုင်း player C 20ကနေအခု player C 30ဆင်းလိုက်တယ်။ဘုံကြီးပြန်ဝင်နေရောက်တော့ဘာဟာမနက်ဝေလီဝေလင်းကလေးကရွာကိုရောက်ချလာတယ်။ဘုံကြီးပြန်ဝဲရှိတဲ့ရွာကိုလူကြီးတွေကညာရင်ညက်နေတွားနေရတယ်လေ။ရွာကလှည့်တန်းကြီးဟာရွာရှိပေါ်မှာတန်းစီနေကြတယ်။ဘိုးချုပ်မုံကြီးကဘန်းအန်ဒီကြီးကိုစရုံးပြီးဆံမြေခွေမှာထိုးဆိုင်ပြီးပေါင်နာရီပွေးနေအောင်ရိုက် ခရောင်းအင်ကြီးပြန်ထမိန်နဲ့ထိတ်စည်းလဲပေါ်လွှားကနေခုံတက်လိုက်တယ်။ဒီတကားရကန်းစင်ကလည်းအပြန်စားဖွားချိုးရဲ့ရကန်းစင်တစ်သားထွင်းပပူးလက်ရာပန်းကွက်ပန်းရွယ်လေးတွေနဲ့ရှိကအတန်းချဲဆက်ကတချင်းတွေတကောကောတကွေးကွေးနဲ့ဖွင့်နေပြီးမင်းကြီးတော်နှစ်ပါးကလည်းရောက်လာပြီးကုန်းတွေတခုပေါ်ဝါရင်နောက်ဆုံးလဲပေါ်မှာအခမ်းသားရက်လို့ဟောကြဥုံကိုဥုံမလာသေးဘူးသွားခေါ်ကြပါဦးတို့ရကနောက်ကျနေလို့မဖြစ်ဘူး ဒီပွဲမှာခင်ခဲကဥသန်းအယုတ်ကြီးနဲ့ပြန်ရမှာကြည်ရွာကနှစ်ခုတစ်စိတ်အကနဲ့ပြန်ရမှာပြီးတော့တိမ်တန်းရွာကမင်းသမီးတာစီခိုင်ကိုငှားထားတာကန်တော်ကမင်းသမီးကမြင်းချံခင်တန်းအေးငှားထားတာတို့ရွာကမပြားကြီးပဲတုံးထားရတာဆိုတော့မျက်နှာငယ်နေရောမယ်အမြတ်သားမှခုနေဘိန်းမောင်းတီဝင်လိုက်ရရင်ဘုန်းကြီးပြန်တကွင်းလုံးရှိသမျှလူတွေတို့စီဝိုင်းအောင်လာမှာတရွာလုံးအပြိုင်စောတွေနဲ့တက်ကြွနေကြတာပေါ့လေ ဂျွာလုံးကျော်လှုပ်လှုပ်ရရဖြစ်နေပြီမြေဥုံကပေါမလာသေးဘူး။ဗာမျက်နှာမှာချွေးရီစုလို့မောင်ကိုတွားခေါ်ကြစမ်းမှာကွာ။စိတ်မြန်စိတ်ထက်တဲ့ဗာဒေါသထွက်တော့ကာလာသားကောင်းကုစားမိရွာတဲ့ပြေးဝင်သွားတယ်။ကျမကတော့အမေကြီးရဲ့ပြီးမှထိုင်ရင်လက်စီရမှာကိုတွေးပြီးပျော်နေမိတာပေါ့။ခဏနေတော့ကုစားမိခေါင်းကိုက်ဆိုင်ချပြီးချွေးရီနင်းပြန်အောင်လာတယ်။ဗာလဲဗာတဲ့လေ။ဘာကအငမ်းမရမီတော့ကိုစာမီကအတန်တုံတုံရည်ချင်းနေ ဥုံဖြားနေတယ်။ဘာ?အမေကြီးရဲ့ကုလုံးလေးတောင်တုံသွားတယ်။ကျမလက်ထဲဆုပ်ထားတဲ့ပြောင်းမှုပြုတ်လေးလည်းလွတ်ချသွားတယ်။လုံးဝကိုမထနိုင်ဘူးဘာကြီးက။သူ့တော်တော်ဖြားနေတာ။အကြီးထဲမှာကွာစီတီပါလေးတောက်ပြီးတဏှာကြီးလောက်မှဂျုံမပြစ်နိုင်တော့ဘူးလေလား။စိတ်မြန်လက်မြန်ရှိလာတယ်ဘာ။သူကိုယ်တိုင်ရွာထဲလိုက်သွားတယ်။ပလေးတန်းကြီးပေါ်ကရာသီရသားတွေအားလုံးမျက်စိမျက်နှာပြက်ကုန်ကြပြီ။မကြဘူးဘာ။ဆောင်းဆောင်ဆောင်းဆောင်းနဲ့မျက်နှာကြီးနေမြန်လို့ပြန်လာတယ်။ ဘာမှပြောညာမှပြောနဲ့မောင်းစမ်းလဲတွေအကုန်မောင်းစမ်းဘူးမသိပါမသိနဲ့လဲတွေမောင်းထွက်ခဲ့ကြတယ်။ဘာဒေါသထွက်နေမှသိတော့နွားတွေကိုတွန့်ရိုက်တာပေါ့။ပစုံဆိုင်ပြေးနေတဲ့နွားတွေလဲတွေရဲ့နောက်မှာဖုံလုံးကြီးတွေတလဲလဲချန်ရိုက်ခဲ့တယ်။ဒီလိုနဲ့ကြားမပါတဲ့မက်ရွှေကိုကြားချီကန်တယုတ်ပြလဲတန်းကြီးဘုံကြီးပြန်ခွင်းနဲ့ခြေတက်ခဲ့ကြတယ်။ဘုံကြီးပြန်ခွင်းတဲ့ကိုလဲတန်းကြီးဝင်ခဲ့ပြီမဲ့ကြားကြီးမပါတော့ဘိမောင်းလဲမတီးမက်ရွှေဦးလဲရကမခတ် မင်းညီနောင်လည်းအတန်းတိတ်ဖို့ဥရိယကကြားကြည့်လာပြီဟေ့လူတွေကပါဇက်ခအော်ရင်လဲတန်းကြီးစီပြေးလာကြတယ်ဒါပေမဲ့ကြားကြီးကိုသူတို့မတွေ့ရဘူးဟင်းကြားကြီးရောရွာကလူတွေတိုးတိုးမှမလို့ရဲရဘူးဘားကလဲဘော်ကဆင်းလိုက်ပြီကဲအားလုံးတဲချောင်းကိုလိုက်ခဲ့ကြလဲတွေကိုချုပ်နွားတွေကိုတစ်မရိမ့်မှခြစ်ထားခဲ့ပြီဘားနောက်ကိုတရားလုံးလိုက်ခဲ့ကြရတယ်ကြားရှိကန်းကြည့်မဲ့လူတွေလည်းပါဇက်အဟောင်းသားနဲ့ကြံရွေးခဲ့တယ် ကွင်းလေကအယုတ်ကြီးကတော့စေးလေးကြီးခဲပြီးတကင်းလုံးကို အပေါ်ကြီးကနေကြည့်နေတယ်။တိုင်းနှင်းနေတဲ့ပြက်သက်တွေကလေထဲမှာတနေ့နဲ့လှုပ်လို့ကျမတို့ရွာတဲချောင်းကလွဲရင် ကျန်တဲ့ချောင်းတွေမှာလူတွေကြိတ်ကြိတ်တူလို့ကျမတို့လည်းအမေကြီးထမင်းကိုဆွဲပြီးခြောက်သွေ့နေတဲ့ရွာတဲချောင်းလေးဝင်ခဲ့ရတယ်။ရွာကလူတွေလည်းမျက်နှာလေးတွေစည်းရလောက်နဲ့ကြားမပါပဲဘယ်နဲ့လုံးမွှေဥကလို့ဖြစ်တော်မှာတော့ဟေးဝါလာ ရှိဖြောင်းဖြောင်းဖြောင်းဆိုတဲ့အတန်လေး ဥရိယရွာတဲချောင်းတဲကနေအတန်လေးစူးစူးညံ့ညံ့တကဲနဲ့ထွက်လာသည်ရွာပရိသတ်ကလည်းပါခိုင်းတဲ့အလုပ်လက်ခုပ်တွေတပြောင်းပြောင်းမနာတန်တီးရတယ်မပြကြည့်လဲပြုတုပြတာနဲ့ထိတ်လန့်သွားလို့လားမသိဘူးငငယ်တုန်းကတတ်ထားတဲ့ပညာစုံလေးထွက်လာတယ်ဆိုင်းကလည်းတားတီးတာပေါ့ဘုန်းကြီးပြန်ကွင်းထဲကလူတွေဟာအတန်တွေထွက်လာတဲ့ကျမတို့ရွာတဲချောင်းဘက်စီပြေအောင်လာကြတယ်အလူရရတိုးဝေပြီးသူ့ထက်ငါခြေပြားတော်ကြည့်ကြတယောက်ပခုံးပေါ် တယောက်ဆင့်ကြည့်ကြနဲ့လူတွေစီကားလာတော့မှပဲဘုန်းကြီးအလောင်းတော်အစစ်ဟာကျမတို့ရွာတဲကြောင်မှာပူဇော်ဖို့အလဲကြလာတယ်။ဒီမာရင်ဘကဂွင်လေးတစ်ခုထွင်လိုက်တယ်။မင်းသမီးမပြားကြီးအေးရင်ကျူးပြီးငွေရင်တစ်ပုဒ်ဆုံးသွားတော့ပြုံးစုဘူးချူမောင်ကြီးကဝင်လိုက်တယ်။အဝီးကလေးကငိုတန်းယူတန်းတွေကြားလို့တပြည့်တော်မှ စိတ်ထင်သွားခဲ့တာ။အမတ်လေးဆရာတော်ဘုရားရဲ့ဆိုရပြီးအလောင်းတော်ကိုခေါင်းနဲ့တိုက်တိုက်ပြီးငိုတော့တာပဲ။မိမလိုဝတ်ထားတဲ့ ဘူးရှူမောင်ကဘုန်းကြီးပြန်ပွဲတွေဆယ်နှစ်ပွဲလိုက်နေရတဲ့သူမှုငိုရင်းတွေလုံးပုံခိုင်ပုံတွေကိုသူချက်မိတယ်။ဆရာတော်ဖျားကဥရိယရွာကတည့်ရသီးမှာစားကျင်တယ်ဆိုလို့ဟောဒီမိချုံမောင်တည့်ရသီးတွေလာလို့တာဗျာထပြီးဖုံးပြီးတော့မှာပါအောင်။အလားကောင်းပေမဲ့အခါနောက်မြည်ကွက်တနည်းကတော့ဥရိယရွာကဘယ်သူမှမလာကြဘူးလားလို့မိတော်မူကြပါသေးတယ်။ဒီကဥပါကြတို့လည်းအပူကောင်းပြန်တော်မူတဲ့ကတ်ထောဘုန်းကြီးနဲ့ဘူးချုံမောင်ကလည်းယဉ်ကြည့်ပြီးသား ဒီတော့ဆရာတော်ဘုရားရဲ့ဂုံကျေးဇူးတော်ကိုဖွဲ့နှဲ့ပြီးငိုတော့တာပေါ့။ငိုရင်းကလည်းမပြားကြီးကိုဘလို့ဖြစ်တာလဲညီပါရဲ့အမကိုပြောပြပါအောင်ဆိုပြီးမင်းသမီးကိုတခါအေးရင်ကျူတဲ့ဆွဲခေါ်ပြန်တယ်။မပြားကြီးကလည်းအတန်ကောင်းအဆူအငိုကောင်းကိုအပလီအခရာတွေလည်းတည့်ရက်ယွာနာမျက်မှုလိုသာကိုအလောင်းတော်ပခတ်ကိုလက်နဲ့လွှဲလွှဲပြီးဆရာတော်ဘုရားရဲ့ဂုံကျေးဇူးတော်ဘွဲကိုအေးအေးငြိမ့်ငြိမ့်လေးဆိုရင်လွမ်းစရာလည်းကောင်း ဝမ်းနဲ့ချီကျွေးစရာလည်းကောင်းနေတော့တာပေါ့အဲ့ဒီမှာရင်နှစ်သားရောက်လာပြီးဆရာတော်အလောင်းလူကြတော့ဗပြားကြီးကိုရောဘူးချုံမုံကြီးကိုပါနှစ်သားကတွန့်တုံပြစ်တယ်ဘူးချုံမုံကြီးကိုကြည့်ပြီးကျမငိုခဲ့ရတာလေအဲ့ဒီကတော်ဘုန်းကြီးပြန်ပွဲမှာဥရိယရွာကတဲရောက်ဟာကြားမပါပေမဲ့ရာဇဝင်တွင်ကြံရစ်ခဲ့တာပါပဲကြာတော့ကြာခဲ့ပါပြီခုဆိုရင်လည်းမရှိတော့ဘူးဥုံလည်းအဲ့ဒီတော့ကရင်က အပြင်းပြလိုက်တာ နလန်ကိုမထူတော့ပါဘူး။ဥဝန်သေးပြီးတဲ့နောက်ကျမတို့ရွာမှာကြားလို့မဲ့လူလည်းမရှိတော့ပါဘူး။ကြားဝဆောင်ဟောင်းကြီးကိုတော့ရောင်ကျုံးဆရာတော်ဥအားစားရကခုထိသိစေတာတော့ဘိုးချုပ်မုံကြီးတော်ရှိသေးတယ်။သူ့အသက်လည်း80ကျော်လို့80တွင် ရောင်နေပါပြီ။ဒါပေမဲ့ကြောထောင်းနောက်ကမရှိကြလေတော့ရွာထဲမှာအနှိမ်နှင်းလေးလိုက်ရင်သူ့ဝန်စာကို သူဖြည့်နေလေရဲ့။ဘိုးချုပ်မုံကတော့လာတာတဲ့ညတွေဆိုရင် သူ့တဲကလေးရှိက တလင်းပြင်မှာတင်းမြွေထိုင်ရင်ကကလေးတွေကိုလွမ်းစရာဖုန်ကြီးပြန်ပွဲတွေအကြောင်းပြောပြနေတတ်တယ်။ဒီဝိထုတို့လေးကတော့ MX 90 93အောက်တိုဘာနိုဝင်ဘာ1995ရွှေမြူတင်မဂဇင်းမှာဖော်ပြခဲ့တဲ့ဝိထုတို့လေးပါ။